ိုင်းမှာပေါ့နော်ကျွန်တော်လမ်းပေးမှာဒီလိုမျိုးပုံးနေတယ်လို့များတွေ့ကြပုံလေးမယ်နော်ဒီလိုမျိုးပုံးနေကနေကျွန်တော်ဒီဒါကိုရ revenue wallet ကောက်ကိုဝင်ဘလို့ဖြည့်ရမလဲကျွန်တော်ပြပေးမယ်အဲ့ကျွန်တော်ဒီလိုမျိုးပုံးနေတွေ့ပြီဆိုရင်ကျွန်တော်အခုပြတယ်လို့ live လုပ်ပြီးတော့ငွေဖြည့်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့သိထားရမှာကထိုင်းဘာသာစကားကိုပဲယူမယ်ပြီးရင်ကျွန်တော်ဒီမှာ wallet ဆိုတဲ့ကောင်လေးရှိတယ်ပတ်စံအိပုံလေးနဲ့ဒီကောင်လေးကိုပဲနှိပ်ပြီးပြီးရင်မှန်ချင်းရှင်းမယ်ကျွန်တော်ထိုင်းဘာသာစကားကိုပဲယူမှရမယ်နော်မြန်မာကိုတော့ယူလို့မရဘူ ပြီးတော့ပြီဆိုရင်ကျွန်တော်ဒီမှာ e wallet ဆိုတဲ့အကောင့်လေးပတ်စံအိတ်လေးပဲအဲဒီအကောင့်လေးပဲတစ်ချက်ပြန်နှိမ့်မယ်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာ true money wallet ဆိုတဲ့အကောင့်ကိုယူရဒါကျွန်တော် true money တွေကိုထည့်ပြမယ်နော်အများဆုံးကလည်းဘဏ်မရှိတဲ့သူတွေကဒီပြဿနာပဲ true money တွေကိုကြည့်ကျင်နေပြဿနာဒီနေရာမှာတော့ကိုယ့်ရဲ့ phone number ဆက်လုံးမှန်ကန်အောင်ထည့်မယ်ပြီးပြီဆိုရင်မှန်ချစ်ကိုနှိမ့်ပေါ့နော် phone number မှန်အောင်နှိမ့်ပါကျွန်တော်ဒီမှာအများဆုံး180ပဲထည့်လို့ရရနော်180 ठी ပဲတစ်ချိန်ကိုအဲ့တော့ကျွန်တော်က180စမ်းပြမယ် ဝန်ဆောင်ကပေးရပါတယ်เนาะဒါကြောင့်ကျွန်တော်တို့ထည့်လို့ရှိရင်များမှထည့်ပါ20 30လောက်သွားထည့်နိုင်မယ်ဆိုရင်ဘာမှမထူဘူးပေါ့เนาะအဲကျွန်တော်ဒီမှာဝန်ဆောင်ကတွေ့ရတိုင်းပဲကျွန်တော်တို့20ပတ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ထည့်မှာ180ဆိုရင်အားလုံးပေါင်း200ပေါ့เนาะဒါပေမဲ့သူကဒီမှာတစ်ပတ်ချော့ပြီးတော့အာ196ပတ်ကျွန်တော်တို့ထည့်ပေးရမယ်เนาะတူတယ်ပေါ့เนาะအဲကျွန်တော်တို့ဒါပုံမှန်မင်းတော့သူဝန်ဆောင်ကားတွေကအလောက်ပဲအဲကြောင့်ကျွန်တော်တို့က များမှထည့်လို့ကျွန်တော်ပြောတာပေါ့နော်ကျွန်တော်ဒီမှာငွေထည့်မယ်ဆိုရင်ဒီအောက်ကပေါက်မှာပတ်စံနေ20တန်နေကျွန်တော်ဒေတာထည့်လို့ရမယ်အဒီမှာတော့အကျွေးစီးတွေပေါ့တော့ဒီမှာထည့်ရမယ်ဒီမှာသူပြပေးထားရပေါ့နော်30တန်5ပတ်တစ်ပတ်နှစ်ပတ်အကုန်ထည့်လို့ရတယ်အတချို့ပုံးတွေမှာကျွန်တော်တွေပတ်စံထည့်မရတဲ့ပုံးတွေဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာအကျွေးစီးတွေပဲထည့်ပေးလို့ရတယ်တစ်ခုနဲ့တစ်ခုနဲ့မတူဘူးတချို့ပုံးတွေကဒီမှာ အပြပေးထားတယ်ဗောနော်သူထည့်လို့ရတဲ့ငွေအမောက်တွေဗောနော်ဒီမှာပြပေးထားတယ်ကျွန်တော်ဒီတိုင်းပဲထည့်လို့ရတယ်ဆိုတော့အခုနီလန်းနဲ့ကျွန်တော်တို့ငွေဖြည့်ကြပါကျွန်တော်တော့မဖြည့်ပြတော့ဘူးကျွန်တော်ကဘန်ရှိရပြတဲ့ကြောင့်မို့ဒါကဖြည့်ရင်လည်းသူတွေတွန်းနီလန်းမဲ့ပြပေးတာဖြစ်ပါတယ်ကျွန်တော်ဒီလိုမျိုးဗီဒီယိုတွေဗောနော်ခဏခဏကျွန်တော်တင်ပြပူတယ်ဒါပေမဲ့ပတ်ဆောင်လည်းတော့မသိဘူးဗောနော်ဖြည့်ချခံရတယ်ဆိုတော့ဒီဗီဒီယိုလည်းကြံကောင်းပါစေလို့ပဲပြောရမယ်ဗျအားလုံးပဲအဆင်ပြေကြပါစေ